ကိုနောက်ပဲကြားတဲ့ဆိုင်ကနေကလန်းလေးကြာမယ်တဲ့ကိုနောက်ပဲ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 လေးတွေဖြစ်ပြီးသွားပြီဆိုလို့ရှိရင်ကိုနောက်ပဲရဲ့တပင်းကြောင့်ဆိုတဲ့1 2 3 4ကိုနောက်ပဲကိုတပင်းကြောင့်ဆိုတဲ့1 2 3 4ဘူပရိတ်ကိုနောက်ပဲတပင်းကြောင့်1 2 3 4 5 6ကိုပရိတ်1 2 3 4 5 6ခု8ရှိပြီတုံညာပြီ9ပြီရှိပြီလို့ဖြစ်သွားတယ်ဖြစ်သွားတယ်ကျွန်တော်တို့ကဒီပင်ကိုဆော့မှာဒီပင်ကိုဆော့မှာဒီပင်ကိုဆော့မှာဆော့မှာဆိုတော့ဒီမှာပါဆော့တယ်6 50လို့ဆိုတာအဲ့ဒီမှာကျွန်တော်တို့တစ်ချက်စဉ်းစားမယ်ညာ ဒီကိုကိုနက္ခ6ထိပ်လာကိုနက္ခ6ထိပ်တက်လိုက်မှာကိုနက္ခ6ထိပ်ဒုတိယကတ်ကြည့်လိုက်ဒီကိုကိုနက္ခ6ထိပ်လာဒီကိုကိုနက္ခ6ထိပ်လာအဲ6ထိပ်ဆိုတော့ကျွန်တော်တို့6ထိပ်ရသွားပြီဆိုတော့ 6ထည့်ရေးပြီ6ထည့်ရေးပြီအဲ့လိုမဟုတ်ဘူးဆိုရင်ကျွန်တော်နောက်လည်းမျိုးပြန်ကြည့်မယ်ဒီကိုကိုကြောင့်ရှင်းပေါင်းလေးတာလားအဲ့ဒါဒီကိုကိုကြောင့်ရှင်းပေါင်းလေးတာလားကိုကြောင့်ရှင်းပေါင်းလေးတာလားဒီကိုကိုကြောင့်ရှင်းပေါင်းလေးရှင်းပေါင်းလေးဒီကိုကိုကြောင့် ရှေးပေါင်း၄မှာလား၄မှာဆိုရင်နှစ်ထိပ်ဒီကောင်ကထိပ်ဒီကောင်ကထိပ်ထိပ်နဲ့ထိပ်ရတော့အဲ့ဒီမှာကျွန်တော်ပြန်ချုပ်ပြလာပထမဆုံးစဖြစ်ခဲ့တဲ့တုံညဒုတိယဖြစ်ခဲ့တာကိုးပရိတတိယဖြစ်ခဲ့တာရှစ်ပရိစီနီယာသွားပြီသွားပြီဆိုရင်တော့ဘာလုပ်မလဲ၅ရယ်ဒီ၅ရယ် ိန်ငါခါငါတုံညဆိုဒီသုံးလုံး30ဖြစ်သွားပြီအဲ့30ဖြစ်သွားလို့၈ရက်၂ရက်၅ရက်၅တာလား၈၂၅တာလားအဲ့ဒါဆိုရင်ဒီတုံညရဲ့ပါဝါဒီငါအဲ့ဒါဆို၅ရက်နှက်ခတ်ကဒီ၁ဒီ၂ဒီ၃ည အဲ့ဒါဆိုရင်တင်းနှင်းသုံးညသုံးသုံးဆိုလို့ရှိရင်သူ့ဟာက650တပေါက်တည်းပြီးသွားပြီအဒုတိယကဒီကိုးကြောင်နှလုံးလေးသလားဒါမှမဟုတ်ဒီကိုးကြောင်နှက်ခတ်6ထောက်သလားဟုတ်ပြီအဲ့ဆိုရင်ဒီမှာကိုးတဲ့တုံညရဲ့ရှေ့ရဲ့နှစ်ရဲ့ဆိုလို့ရှိရင်တုံညရဲ့တုံညရဲ့ရှေ့ရဲ့နှစ်ရဲ့ဆိုလို့ရှိရင် အဲ့ဒါဆိုဒီ10ရဲ့ပါဝါ6 61ဆိုရင်5ပြီเนาะ6ကထည့်ရပြီလား5ပြီအဲ့ဒါဆိုရင်3ညရဲ့ပါဝါ5အဲ့ဒါဆိုရင်3ည5ရဲ့နှက်ခတ်က9ရဲ့6ရဲ့8ရဲ့3 3ဆိုလို့ရှိရင် ရှစ်ကလည်းအပိတ်ရသွားပြီဆိုတော့ရှစ်၆၁တပေါက်ထဲအဲ့တော့ဒီ၃ညရဲ့ပါဝါ၅ဖြီးပြီ၅ရဲ့နှက်ခတ်ဒီ၃လုံး၃လည်းဖြီးသွားပြီဒီနှလုံးက၉ရဲ့ပါဝါ၄တာမမုံကြီး၉ရဲ့နှက်ခတ်၆ဟုတ်ပြီဒီကတ်ရောက်လာပြီအဲ့ဒါဆိုရင်ဒီ၉ကြောင့်ရှီလေးဖြစ်မှလားဖြစ်မှဆိုရင်နှစ်ထိပ်၉ရဲ့နှက်ခတ် 6ထိပ်ဖြစ်မှာလားဟာဒီ6ထိပ်အဲ့မှာဒီရှိပရိဆိုတော့တုံညာပရိတုံညာပရိ9ပရိရှိပရိဒီ6ရယ်9 9ရယ်9ရယ်ဒီသုံးလုံးကတုံညာတုံညာဆိုတော့ဒီမှာဒီမှာနှစ်ထိပ်ထည့်လို့ရပြီဒီမှာ6ထိပ်ထည့်လို့ရသွားပြီနှစ်ကွက်ရသွားပြီเนาะအဲ့ဒါဆိုရင် तू อ่ะဒီနှလုံးอ่ะ ရသွားတယ်သူဒီ၃ညရဲ့ပါဝါ၅မှာဆိုရင်တစ်ခါဘယ်နေရာမှာထည့်ထည့်တစ်ခါဖြစ်သွားပြီအဲ့ဒါဆိုရင်ဒီ၅ရဲ့နှက်ခတ်၃မှာဆိုရင်တေချာပေါ့၅ပိတ်မှာ၃တော့မှာဟုတ်ကဏ္ဍပရိတ်မတူသွားဘူးနော်ဘာထွက်လာ1.5နဲ့6.5ဆိုတော့နှစ်ကွက်ထိပ်စီးလွဲသွားတယ်ကဏ္ဍကတော့တူတူပဲ သူကနန်းကြည့်နော်သူအပေါက်လေးကြည့်လိုက်ဒီကိုးကြောင်ဒီကိုးကြောင်ဒီနှလုံးလေးသလားဒီကိုးရဲ့နှက်ခတ်6ထိပ်ပဲထွက်သလားတုံညရဲ့9ရဲ့9ရဲ့တုံညအဲ့ဒီတုံညရဲ့ပါဝါဒီသုံးလုံး9ရဲ့နှက်ခတ်က1ရဲ့2ရဲ့တုံညရဲ့9ရဲ့နှက်ခတ်ပြတူတော့6 9ရဲ့တပေါက်ပြီးသွားပြီနောက်တစ်ခါဒီကိုးဒီကိုးကြောင်ဒီနှလုံးလေးသလား ောင်းနေရှင်းတယ်အဲ့လိုမဟုတ်ဘူးကိုယ့်ရဲ့နှက်ခတ်က6ထိပ်သလားဒီသုံးလုံးတုံညခဲ့တာအဲ့ဒီတုံညကြောင့်6 6 1ဆိုတော့9သွားပြီ9ရဲ့နှက်ခတ်က9ရဲ့6ရဲ့8ရဲ့ဆိုတော့23အဲ့တော့9 3နှက်ခတ်လဲချုပ်ပြီးပြီ4 9လဲချုပ်ပြီးသွားပြီဆိုတော့ဒီပွဲအဲ့ဒါဆိုရင်ဒီတုံညသုံးလုံးပေါင်းတာ9ငါဆိုရင်သူကဒီကိုအရင်ဖြည့်ကြည့်မယ်ဒီကိုကိုအကြောင်းနှလုံးလေးသလားနှစ်နဲ့နဲ့လေး အဲ့လိုမဟုတ်ဘူးကိုယ့်ရဲ့နှက်က6ဖြစ်မလား6ဖြစ်မယ်သူ6ထိပ်6ထိပ်နှစ်ထိပ်အဲ့ဒါဆိုရင်ဒီ9က9 6 5 9 6ဆိုတဲ့ကနေ3ညအဲ့3ညရဲ့ပါဝါဒီကောင်က9 9 9ဆိုတော့9ဆိုတော့ဒီကောင်တင့်တဲ့နှစ်နဲ့ဟိုနှစ်နဲ့နှစ်လုံးနဲ့တင့်တဲ့9အဲ့ဒီ9ပြီလို့ရှိရင် 9ရဲ့နှစ်ခက်က6ရဲ့3 2ရဲ့9ရဲ့ဆို3အဲ့ဒါဆိုရင်ဒီကနေ့ထိတ်စည်းပဲလွဲတာနော်သူက1.5နဲ့6.5နှစ်ကွက်ထဲပဲရှိရဲ့ကဲမိတ်ဆွေတို့အားလုံးပေါ့တေချာလေးကြည်ပြီးစဉ်းစားပြီးထိုးပါဗျာပောက်တည်ရင်တို့တင်ပေးတာပဲမပောက်ရင်လည်းမအော်ကြနဲ့နော်ပောက်တည်ရင်တို့တင်ပေးတာကဲအားလုံးပောက်ကြပါလေ